အားလုံးပဲမင်္ဂလာပါတချို့သောချေယိုးစွဲနေတဲ့ယူဆတွေဟာမမှန်ကန်သလိုပြစ်ပယ်လို့လည်းမရပါဘူးအနေထားတစ်ခုကိုသုံးပြတ်သုံးသပ်နိုင်ဖို့တော့လိုအပ်ပါတယ်ဗဒမ်းမာတွေဟာပထမဦးကိုတာမဖောက်ပဲပြစ်ပယ်တက်ကြပါတယ်တကယ်တော့ဒါအမှန်ကန်တဲ့နီးလန်းတော့မဟုတ်ပါဘူးဗဒမ်းမာတွေဟာရွယ်ရောက်ကစားမှရွယ်သူကျမတွေနဲ့နေတတ်ပြီးရွယ်သူကျမများရဲ့မိလိုက်မှုကိုခံရတတ်ခြင်းဗဒမ်းမာတွေဟာမျိုးသက်ရှင်လို့ခေါ်တဲ့မောင်နှမချင်းမိလိုက်ထားမှုများရှိနေတတ်တာတွေကြောင့်အတွက်ရဲ့တာရိတ်မှုကိုစတင်ပညာသင်ကြားရင်းနဲ့တာမရင်းချင်းပေါက်ခွဲမြန်ခြင်းတွေကြောင့်ပါပဲ ။ဒေရှာကယူဆိုင်ထင်းထင်းစောက်ချောက်တဲ့လူပြောင်းရဲလက်မှာတားပေါက်ချင်းအချင်းကိုကျုံးနေနိုင်ပြီးပထမဦးစွာအစားကျမတဲမတွေထက်တားပေါက်ကိုစောစောကင်လွယ်ခွင့်ရမှာဖြစ်ပါတယ်။တားခွဲမြန်တဲ့ချင်းအားတားထင်းမှုကပထမဆုံးစတင်ထင်းထင်းရင်အစားရှာဖွေကျွေးမွေးခြင်းကိုပြည့်စုံစွာမချဖို့တဲ့သေးခြင်းများကြောင့်စက်ညက်ချင်းသေးခြင်းပထမဦးစွာဥရသည့်ဦးများမှာညှိုးကြွသားများခြင်းချင်းနဲ့ခန္ဓာကိုယ်ပြည့်စုံစွာမထွားကြိုင်သေးခြင်းခန္ဓာကိုယ်အတွက်လိုအပ်တဲ့ဓာတ်များမပြည့်စုံသေးခင်ဦးဦးရခြင်းကြောင့်ဦးသေးငယ်ပြီးစက်ပေါက်ပြန်းမှာသေးငယ်တဲ့ချင်းခန္ဓာကိုယ်အတွက်လိုအပ်တဲ့ဓာတ်များမပြည့်စုံမှုကြောင့်ဒီမှာယောဂများကိုမတွန်းနိုင်နိုင်ပဲယောဂဖြစ်လွယ်ခြင်း အစားကူးချက်ယောဂများကြောင့်အမြန်ဆုံးသေဆုံးသက်ရှင်များကြောင့်သာဖြစ်ပါတယ်။ကြက်ကဲမြင်းကျိုးတာမထုံးနဲ့ဆိုတာကတော့မြင်းကျိုးဟာမြင်းမတကောင်ကိုမိန်လိုက်နိုင်မှုဆွမ်းဆောင်မှုအာနေခြင်းကြောင့်နဲ့ကြက်ကန်တာထုံးမိပါကမျိုးလိုက်တဲ့တည်မှုတော့ပါရင်တော့ယူချလွဲမှားမှုကပြောဆိုနေကြတာကတော့ကြက်ကန်တကောင်ကန်ရခြင်းမှာကောင်းမလို့တိအတွက်ကန်ရခြင်းမှုယူဆပြီးကြက်ကန်မကောင်းခြင်းကြောင့်ကန်ရသူမှုတွတ်ဆ၍တာထုံးနေမျိုးလိုက်ပါကြက်ကန်အာနေတဲ့ပြီးကောင်းမလို့နိုင်မှုတွတ်ဆသည့်အတွေးပေါ်ယူဆကြောင်းတာတာမထုံးခံခြင်းဖြစ်ပါတယ်။ ါအပြင်ကြက်ကန်းကောင်ဟာတပတ်သားမြင်ရခြင်း၊ခေါဝဝမြင်ရခြင်း၊ဆင်းရဲထက်အောက်စသည်မမြင်ရမှုတို့ကြောင့်အစားကျပများကလစ်တုပ်ဝင်စိုးရိမ်မျိုးပြန့်နှံ့ခြင်းအပြင်မားစိပြည့်အစားကျများနဲ့ခန့်ခိုးပါကနဲ့အစားကျန်တဲ့တပတ်ပါကန်းသွားပါကထူကျပနဲ့လိုက်နေတဲ့ကျမဟာအစားကျပများကိုအကန့်မခံပဲတဲ့ဥကိုလိုအပ်သလောက်များစွာမဥခြင်းလိုအပ်သည့်ထက်ပိုဥခြင်းမျိုးပြစီများဖြစ်တဲ့ဆင်းကြောင့်ဖြစ်ပါတယ်။အဲ့လိုတားထိုးရမှာတော့တပတ်ကျရင်မတော်စီကြောင့်လားအရှင်ပဲတက်ကြောင့်လားကိုကျက်ကရှေးပိုင်းရှေးစိုးပါသလားမဟုတ်ကြပြီလမ်းကောင်းနေသလားဒါတွေကိုလည်းသိရှိရမယ်ဖြစ်ပါတယ်။ ဒါအပြင်တားထိုးဖို့ထိုက်တန်တဲ့ခွန်လန်းခုတ်ခွက်စီနေခြင်းနဲ့ရှေးပိုင်းစီတို့စီနေခြင်းဟောကြားခြင်းမဲ့စီနေပါကလည်းတားထိုးရမည်သာဖြစ်ပါတယ်။ကျူထက်တဲ့ကြက်ကုံဆိုတာကတော့တိုင်ဝမ်တွင်ကောက်ပေးခြင်းမပေးခြင်းနဲ့စိုင်တဲ့စကပုံသာဖြစ်ပါတယ်။ဆိုတော့ကြက်များအချုံးဤပေါ်နေတဲ့ဂျားကပေါက်ပေါက်လိုက်တဲ့ရှေးမျိုးစားများနဲ့ရှေးပိုင်းပါခြင်းဘတော်ကြီးကြောင့်နိုင်ဤပေါ်အောင်တခင်ကိုရှင်းရှင်းစားတဲ့ကြက်များကိုလည်းဝိုင်းပြီးဒူးနေသည်မကြာခဏဆိုသလိုတွေ့မိမှာပါ။အဲလိုကြက်မျိုးများကိုချုံးဤပေါ်နေတဲ့အချိန်မှာကောက်ပေးသင့်မပေးသင့်ခွဲခြားနိုင်ရပါမယ်။ကိုကြက်ကကောင်းမှုရှင်းကြံသေးတာရှေးပြုတ်နေပြီလားကောင်းမှုရှင်းပြုတ်နေပြီလားကိုကြက်က တမှုချက်ကမှာကိုညာရဲ့တစ်ဖက်ချက်ကအဘူးကခံသလားဥပုပ်ကိုပြုတ်ပြုတ်နေချိန်မှာကိုချက်ကပုံဆိုးနေသလားအတွေ့ခွန်နိုင်သလားတစ်ဖက်ချက်ရှည်ကြံနေသေးလားရောလိုက်လာနေပြီလားကိုချက်ကစက်စိတ်စက်မှန်တူးတဲ့ပုံကောင်းလားသူကပုံကောင်းလားကိုကအသည့်ပုံကောင်းလား နိုင်ငံကြီးရုံးနိုင်မိလားဆွဲကူးရရနိုင်မိလားကျဲဦးကျက်တဲ့သူသလားသူကပို့သလားကျဲဦးကျက်တဲ့မလူရင်လဲဂျုံကန်းတွေမှာကျဲဦးကျက်တဲ့တားရဲချက်ကစားသွားပါလိမ့်မယ်ဗန်နရာတွေကိုခံနာရလဲကောက်ပေးတင်လားစံယုံခိုင်းရနိုင်သေးလားဟောက်ချီရှေးပိုင်းပါသလားဒါတွေကိုကြည့်ပြီးဆုံးဖြတ်သုံးသပ်နိုင်ကြပြီး question နိုင်ခြင်းဖြင့်တွင်ဟန်ကစားလင်းနဲ့တလဲနဲ့ဂျုံနိုင်ပေါ်တဲ့ကဲဆိုချက်ခွေရမှာလဲတခုံနဲ့ပွဲပြီးပြောင်းလဲနိုင်သွားရှိတဲ့ဆိုတော့ကိုတတိထားစရာလိုပါကြောင်းပြောချင်ရင်တိုက်ကျစ်သူကြီးကိုပေါင်းတိုက်ကျက်ကောင်းများပိုင်းဆိုင်နိုင်ကြပါသည်ဗျာအောင်လာမရဲ့ဒီမှာလဲတိုက်ကျက်နဲ့ပတ်သက်တဲ့စင်ဝင်စားစရာ ရာအကြောင်းအရာတွေကိုတိဆက်ပေးသွားအောင်ပါဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe နှိပ်ခဲ့ပါအောင်ခင်ဗျာ